ားလုံးပဲမင်္ဂလာပါဒီမိတ်ဆွေတို့ကိုကျွန်တော်မျှဝေခြင်းနဲ့ကြောင်းရတော့မေတ္တာတရားပေါ့နော်မေတ္တာတရားကအင်မတန်မှအစွမ်းတည်ရှိတယ်မေတ္တာတရားမှာအင်မတန်မှကရုဏာတွေပါတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီတည်ယူမှုတွေလုပ်တဲ့အခါပြီးတော့ကျွန်တော်တို့ကဒီလံမှုတွေလုပ်တဲ့အခါကျွန်တော်တို့ကနောက်ဆုံး event ပေါ့နော်ရှင်တန်မှုအတွက်ကမေတ္တာတရားလိုအပ်တယ်အဲ့ဒီမေတ္တာတရားကိုကျွန်တော်တို့ကဘာနဲ့မှလဲလို့မရဘူး ိတ်ဆွေတို့တယောက်ချင်းမှာကျွန်တော်တို့လူသားတွေမှာကျွန်တော်တို့မှာခံနိုင်တဲ့နှလုံးသားတွေရှိတယ်အဲ့တော့ဒီပြည်တစ်ခုပေါ့ဟိုတရက်ကဆိုကျွန်တော်ရဲ့အကြောင်းမှာဒီ graphic design တွေ photoshop တွေသင်တဲ့ကျောင်းသားကျောင်းသူတွေကိုကျွန်တော်တငယ်ချင်းရနေပြီးတော့သူကပကြီးသင်တဲ့ကျောင်းဆရာဖြစ်တဲ့ကျောင်းသူက color တွေနဲ့ပတ်သက်တာပေါ့နော်တနည်းအားဖြင့်အရောင်တွေနဲ့ပတ်သက်တဲ့ဟိုအကြောင်းရှင်းပြတာတွေလုပ်တယ်ပေါ့အဲ့တော့ပကြီးဆွဲခဲ့တဲ့ပကြီးပညာရှင်တွေက အယောင်ဒီဆွဲတဲ့ခါကျတော့အယောင်ဒီမှာဘာကြီးရှိဆိုအတန်ကြီးရှိတယ်။တနည်းအားဖြင့်နှလုံးသားခံစားပြီးတော့ခြေတံတရားနဲ့ပုံဖော်မှုဟာအရင်တောက်ပါရဲ့ဘောအလူပညာမှာဆိုအကျွန်တော်တို့တွေဒီတင်ယူမှုတွေလောက်တာလမ်းဆိုတဲ့ဟာတတိယပဲတင်ယူမှုပေါ့ဘယ်ဟာပဲဖြစ်တင်ယူနေနေရမှာဟိုကျွန်တော်တို့ကဟိုနှလုံးသားမဲ့သွားပေါ့နော်ကျွန်တော်တို့က robot တွေကိုကျွန်တော်တို့ကဥမာ AI တွေပေါ်လာတယ်။ AI တွေကိုကျွန်တော်နှလုံးသားနဲ့ပတ်သက်တဲ့ကိစ္စတော့ပြောလို့မရဘူး။ ကျွန်တော်ရဲ့ယုံကြည်ချက်ပေါ့နော်ကျွန်တော်ရဲ့ခံယူချက်နောက်နှစ်ပေါင်းဘယ်လောက်ထိကျွန်တော်နေရမှာမသိဘူးကျွန်တော်ထပ်ပြီးမနေရတော့တဲ့အချိန်ကြီးဆိုရင်လေဒီ AI ကထပ်ပြီးတော့ advanced technology ဖြစ်မယ်ဒါကျွန်တော်ယုံကြည်ချက်တစ်ခုလေးမျက်စိလိုဒီနေ့ဗီဒီယိုမှာဒါလေးကိုကျွန်တော်ခိုင်မှာဆိုတော့ကျွန်တော်ယုံကြည်တာလေးကိုကျွန်တော်ချပြချင်တယ်ပေါ့အဲ့ဒါပါလဲဆိုရင်ဘယ် AI ဒီဘယ် robot တွေအဖြစ်လူသားတွေတော့မကြုံနိုင်ဘူးအဲကျွန်တော်ဒါကိုအပြည့်အဝယုံကြည်တယ်ဒါတော့ လူသားတွေကိုကြော်လွန်မယ်ဆိုတာကကျွန်တော်တို့ကခုနပြောတဲ့စဉ်းစားမှုတွေးခေါ်မှုကြီးကဖြစ်နေပြီ။ဒါပေမဲ့နှလုံးသားခံစားလို့ရတဲ့လူသားတွေရဲ့စွမ်းဆောင်ရည်က AI တွေကဘယ်တော့မှမကြော်နိုင်ဘူး။နော်။အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့ယုံကြည်ချက်ပါကျွန်တော် public ကယုံကြည်ချက်တစ်ခုပါပဲ။အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးရဲ့အဆုံးသတ်ချင်တာကအဓိကပါလို့မြစ်တန်တရားကိုပြောတာ။အဲ့တော့လူတွေချင်းချင်းမှလူတိုင်းကလူကျင်ကြတယ်မြစ်တန်တရားကိုဒါပေမဲ့လူတိုင်းမပေးနိုင်ဘူး။အဲ့တော့ ူတိုင်းလူတိုင်းမေတ္တာတရားကိုလူတိုင်းကမပေးနိုင်ဘူးအဲ့တော့ကိုယ်ဒီမေတ္တာတရားလူချင်းသူမျိုးကမေတ္တာတရားပေးရမယ်အတင်းအကျပ်မေတ္တာတရားကိုလူလူမရအောင်မေတ္တာတရားရဲ့ကြီးမားပုံဟာအမှန်တန်မှလူညံ့နေတိမ်မွေးတယ်နောက်တရက်တစ်လတစ်နှစ်လုံးလို့မရအောင်သူ့ရဲ့လုံးရက်တိုင်းမှာမေတ္တာတရားဟာအမှန်တန်မှအရေးကြီးတယ်ရမြတ်တန်တရားကိုနားလည်နိုင်တဲ့မြတ်တန်တရားရဲ့စွမ်းကိုနားလည်နိုင်တဲ့လူတွေဖြစ်ဖို့အရေးကြီးတယ်။ဒါလေးကိုကျွန်တော်နေနဲ့ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့ရှယ်ရင်တော့ပေးခြင်းဖြစ်ပါတယ်။အဲ့တော့လေးလာနေတဲ့ ကျွန်တော်ရဲ့ကျောင်းသားကျောင်းသူတွေဒီပညာလေးလိုက်နေသူတွေအားလုံးကလည်းဒီပညာကိုလေ့လာတဲ့အခါကျရင်ကိုယ့်ရဲ့ emotion ဆိုတဲ့စိတ်ကခံစားမှုကဒီဒီပညာဒီပညာရက်တွေဟာကျွန်တော်တို့ကနှလုံးသားနဲ့ခံစားပြီးလေ့လာမှာပဲဒီပညာရက်တွေတတိနာနေတဲ့ပညာရှင်တွေဖြစ်လိမ့်မယ်တတိနာနေတဲ့အတက်ပညာအတိပညာရှင်တွေဖြစ်မှာလေကျွန်တော်အနေနဲ့ share လုပ်ပေးခြင်းဖြစ်ပါတယ်ယေရှုတင်ပါတယ်